့ရတယ်ပြီးမင်းကလေးလည်း fancy နေနဲ့ဝတ်လို့ရတယ်ပေါ့အဲ့တော့ပြီးတော့အာရွှေမမဟုတ်ဘူးဒီဒီစိန်တွေကြီးကြောက်ထိုင်နေပတ်သက်ပြီးတော့လည်းနည်းနည်းပါးပါးလေးရှိရကျွန်တော်တွေ့ရတယ်အဲ့တော့ဒါစိန်တွေချစ်တဲ့သူတွေအတွက်လည်းဥပြီးတော့အသုံးဝင်မယ်လို့ထင်ပါတယ်အခုနှမျိုးရွေးချယ်လို့ရတာပေါ့အာဒါမျိုးလေးတွေကျွန်တော်အရင်ကြိုက်တယ်အခုဆွဲပြတော့မှကြိုက်နေဝယ်သွားရအောင်လားစဉ်းစားတယ်ကဲရှင်ဒီနေ့ဖွင့်ပေးရဖွင့်ပွဲလေးရတော့ညီမတို့တင်ကပါယူလာရောက်အပ်ပေးကြတဲ့ရွှေရှိသူမန္တလေးပြည်သက်တွေအတွက်ဒီမှာလာရောက်ပြီးရောက်ဖွင့်လင်းရှင်ဖြစ်ပါတယ်ရှင်စွမ်းမောင်ကြောင်ရင်းနဲ့ ready

ဒီဇွေများအားလုံးကိုမြစ်တာလက်ဆောင်တုတ်ပြပေးထားတာပဲဖြစ်ပါတယ်ဒါကြောင့်မို့ဒီကနေ့အင်တာနက်များအားလုံးကဆက်ဆက်ရတနာပစ္စည်းများဝယ်ယူစုဆောင်အားပေးဖို့အတွက်စိုက်တုံးပြရစီ မရီယာနေပြီးတော့ဒီမန္တလေးမြို့မှာဖွင့်တဲ့စာရမှတ်၃ပုံเนาะအဲ့တော့ကျွန်တော်တို့ 26လမ်း86 89လမ်းကြားမှာရှိပါတယ်အဲ့တော့စိုင်းနမဲလေးကတိန်းကဘာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကျွန်တော်ဆိုကျွန်တော်ဆိုလို့ရှိရင်ဒီနေ့မှာတိန်းဘာနေပြီးတော့ဒီရွှေနဲ့ပတ်သက်တဲ့ဒီအဂျန်နာပစ္စည်းလေးပေါ့နော်ရွှေရွှေပစ္စည်းလေးစင်ထားတယ်အဲ့တော့အဲတကယ်လည်းချိန်နေတတ်ပါတယ်ပြီးတော့ရွှေရအရင်အရင်ကောင်းတယ်ပြီးလို့ရှိရင်အကုန်လုံးကလည်းဒီတိန်းကဘာရဲ့မိသားစုတွေကလည်းအကုန်လုံးစိတ်တော်ရပြေးသွားတယ်အားလုံးပေါ့နော်အဲ့တော့မိသားစုလိုနေထွေးစွာနဲ့အကုန်လုံးရှိပါတယ်ဒါကြောင့်မလို့မန္တလေးကရွှေချစ်တဲ့ကျွန်တော်တို့အာပြည်သက်တွေအားလုံးအတွက် သိန်းကဘာ26 26လမ်း86 80ခွန်လမ်းကြားမှာရှိပါတယ်။လာရောက်ပြီးပေါ်တယ်အလုပ်ဖြစ်ခေါ်ရခင်ဗျာ။ သိင်္ဂဘာဆိုင်ရှိရတနာဆိုင်ရဲမှလည်းတို့ဒါဖွင့်ပွဲခန်းလေးပေါ့နော်ဒီဒီလိုမင်္ဂလာရှိရပွဲနေ့ခန်းလေးမှာလည်းတို့ကိုယ်တိုင်ပဲကြွပြပြီးတော့မှဖွင့်ခွင့်ရတယ်ဒါဒီလိုမျိုးလာပြီးတော့ပေါ့နော်သတိသင်းလေးနဲ့ပါရမီဖြည့်ခွင့်ရတယ်ဆိုတာတကယ်ကျေးဇူးလေးအများကြီးတင်ပါတယ်ရှင်ဟုတ် ဲ့ရှင်ဒီနေ့ဖွင့်ပေးရဖွင့်ပွဲလေးရတော့ညီမတို့တိန့်ကပါယူလာရောက်အပ်ပေးကြတဲ့ရွှေရှိသူမန္တလေးပြည်သက်တွေအတွက်ဒီမှာလာရောက်ပြီးရောက်ဖွင့်လှစ်ခြင်းဖြစ်ပါတယ်ရှင်။ဒါဆိုရင်ညီမတို့ရဲ့ဆိုင်ခွဲ၃ဆိုင်မြောက်ဆိုင်ခွဲကြီးကိုဖွင့်လှစ်ခြင်းပဲဖြစ်ပါတယ်ရှင်။ပထမပင်းရင်ဆိုင်ကြီးကတော့မန္တလေးတိုင်းမေရယာမြို့ဈေးအနောက်အနောက်ပောင်းအလဲပောင်းမှာရှိတဲ့ပင်မဆိုင်ကြီးတိန့်ကပါစိန်ချွေရနိုင်တက်ပါရှင်။ဆိုင်ခွဲနှစ်ကတော့စကြင်ကားကိတ်မန္တလေးမေရယာကားလမ်းစကြင်ကားကိတ်အနီးမှာရှိပါတယ်ရှင်။ ီနဲ့ရွှေတဲ့လက်ဝဲရနာများဆောင်ရရှိနိုင်ပါတယ်ရှင်။ညီမတို့အဓိကကရွှေတဲ့တွေပို့ပြီးလုပ်ဖြစ်တာကတော့ဧည့်သည်တွေဧည့်သည်တွေအတွက်စဉ်းစားပြီးတော့ဗောနော်ဒီဈေးလေးတွေနည်း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 ကနေစပြီးဝယ်ယူလို့ရပါတယ်။အဓိကတော့ညီမတို့ဆိုရင်2000ကျွဲဝင်းကျင်ကနေစပြီးဝယ်လို့ရမယ့်ပစ္စည်းလေးကိုလည်းထားပေးထားပါတယ်ရှင်။ဧည့်သည်တွေပို့ပြီးတော့အဆင်ပြေစေရန်တက်ပါရှင်။ညီမတို့စီမအကုန်အဝါဗောနော်15ဘဲရည်14ဘဲရည်နဲ့12ရည်ဆက်အဲဆိုပြီးရရှိပါတယ်ရှင်။မီးလင်းဗောနော်မီးလင်းကျတော့16ဘဲရည်အခောက်ကိုပြောတာပါရှင်။ဟုတ်ကဲ့ရှင်။ အဓိကအနေနဲ့တော့ညီမတို့ကအရေးကိုတိစားထိမ့်သိမ်းထားပါတယ်ရှင်14ဘက်ဆိုလဲ14ဘက်ရအပြည့်မီသွား15 12ဆက်ဆိုလဲ12ရက်ဆက်အပြည့်မီတိုင်းလုပ်ပေးထားပါတယ်ရှင်ရှင်ဒီနဲ့နာမလားတခုတော့ပြင်းနေကိုစိတ်ချမ်းမြေကွာ ဲ့ဒီသင်္ကပ္ပစင်ကြယ်နာဆိုင်ကဒီလူလူသိထားတာကရင်းနှောမရိယာမှာဆိုင်ရှိရပါတော့အခုဒါမန်နလေးမှာဒါပထမဆုံးဖွင့်လက်တဆိုင်လေးဖြစ်ပါတယ်ဒိဋ္ဌာလေးကတော့26လမ်း86လမ်းနဲ့89ကြားမှာရှိပါတယ်ရှင် တရားဆိုင်ကြီးကိုတော့ဒီနေ့26လဲဈေးကျိုအနီး26လဲ68ပုံလဲဈာမှာဖွင့်လှစ်ထားပါတယ်ရှင်ဧည့်သည်များပို့ပြီးတော့သွားလာရတာအဆင်ပြေစေအတွက်ပါရှင်ဟုတ်ကဲ့ရှင်ညီမတို့တိန်ကမာဆိုင်ချွဲရဲ့နားဆိုင်ကြီးကို2002ခုနှစ်စက်တင်ဘာလကနေပြီးတော့စတင်ပြီးဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်ရှင်ဒီနေ့တိုင်းဆိုရင်23ရက်တိုင်းရှိခဲ့ပြီပေါ့နော်ဒါနေဟာဆိုလို့ရှိရင်လဲညီမတို့ဒီလောက်ထိယက်တည်နိုင်တာဟာညီမတို့ရဲ့ရှေ့ရှေ့သူအပရိသတ်များမိတ်ဆွေများကြောင့်သာယက်တည်နိုင်ခြင်းဖြစ်ပါတယ်ရှင်ဒါကြောင့်ညီမကဒီကနေပြီးတော့ညီမတို့ရဲ့ရွှေရှင်းသူ customer များမာများမိတ်ဆွေများကိုလည်းအထူးပဲကျေးဇူးတင်ရှိတောင်းပြောချင်ပါတယ်ရှင်။ ဒါဒီမှာကျတော့ရွှေဟိုပါပေါ့ရွှေချစ်တဲ့လူတွေအတွက်ကကျတော့လုံးဝရွေးချယ်စရာအများကြီးရှိရပေါ့နော်ရွှေနဲ့ပတ်သက်လို့ရှိရင်အဲ့တော့ဒီမှာလဲရွှေကိုပူပြီးတော့ဦးစားပေးရလို့ကျွန်တော်တို့မြင်တယ်အဲ့တော့ကျွန်တော်တို့ဒါဒါမျိုးလေးဆိုယောက်ျားလေးတွေလည်းဝတ်လို့ရတယ်ပြီးမိန်းကလေးလည်း fancy နေနဲ့ဝတ်လို့ရတယ်ပေါ့အဲ့တော့ပြီးတော့ အာရွှေမမဟုတ်ဘူးဒီဒီစိန်တွေကြောက်တယ်နဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းပါးပါးလေးရှိရကျွန်တော်တွေ့ရတယ်အဲ့တော့ဒါစိန်တွေချစ်တဲ့သူတွေအတွက်လည်းပို့ပြီးတော့အသုံးဝင်မယ်လို့ထင်ပါတယ်အခုနှမျိုးရွေးချယ်လို့ရတာပေါ့အာဒါမျိုးလေးတွေကျွန်တော်အရင်ကြိုက်တယ်အခုဆွဲပြတော့မှကြိုက်နေဝယ်သွားရင်ကောင်းလားစဉ်းစားတယ် โอเคရှင်ညီမတို့ကဒီအရွှေအရေးသွေးရောတိချသွားထိမ့်သိထားပါတယ်ရှင်ညီမတို့ရဲ့ပရင်းဆရာကြီးလာအပ်ပြီဆိုလဲအရေးကိုတိချသွားပြင်စစ်ပြီးမှပဲညီမတို့ရဲ့ဆိုင်လေးကိုပြန်ပြီးတင်ပါတယ်ရှင်အဲ့တဲ့လေးအပေါ်မှာလဲဆိုရင်လဲစားပြပိုင်းမှာဆိုလဲအရန်ကိုထိမ့်သိထားပါတယ်ညီမလေးတွေလာအဲ့တဲ့လေးတိုင်းဆိုပဲအဲ့တဲ့မျိုးကိုမဆိုပဲအဲ့ဝက်ပြူငါစွာနဲ့ကြိုးဆိုပါတယ်ရှင်ရွှေအရေးသွေးနဲ့ညီမတို့အဲ့တဲ့လေးအပေါ်မှာပို့ပြီးတော့ဂယူဆိုင်နိုင်တဲ့အဲ့ အပိုင်းလို့ထင်ပါတယ်ရှင်အရေးသွေးရဆိုလဲညီမတို့ကဒီရွှေအရေးသွေးကိုပဲဧည့်သည်တွေရဲ့စိတ်တိုင်းကြားအရေးကိုမချထားဘဲနဲ့ဒီရွှေအရေးအမှန်ပေါ်မှာပဲဧည့်သည်တွေကရာခိုင်နှုန်းလောက်ရှင်နေဆိုလဲညီမတို့ကရာခိုင်နှုန်းလေးပြောင်းလုပ်ပေးပါတယ်ရှင်ရာခိုင်နှုန်းဆိုရင်ညီမတို့ထံမှာညီမတို့စီမှာ900ရာခိုင်နှုန်းလောက်လို့ရပါတယ်ရှင်ဒါအရေးအသွေးရတော့တေချာကိုအာမခံပေးပါတယ်ရှင်အရေးသွေးအနေနဲ့ကလေဟုတ်ကဲ့ပါရှင်ရာစုနဲ့မြောင်းစွာမှာစိုင်းခွေးပေါင်းမြောင်းစွာအောင်မြင်တဲ့အောင်မြင်အောင်ထွင်းလင့်နိုင်ပါစေကြောင်းစုမောင်ကြောင်းရင်းနဲ့ ready 3

တင်ကပါစိတ်ကြည်ရနာဆိုင်လေးပေါ့နော်ဒီထက်မကတော့ဒီဆိုင်ခွေးပေါင်းမြောင်များစားတွေကိုမြန်မာမြန်မာတပီလုံးအနှက်ဖွင့်လှစ်နိုင်ပါစေလို့နော်ဒီနေ့ကလေးစုမကောင်တောင်းပေးလိုက်ပါရစေ